各位观众，大家好，我是小赖的于奶奶。今天我们要聊的名额，苗苗，其他副歌颂安尼编的就来吧哩。 ယူနိုက်တက်ကတော့ကိုချောင်းကိုသာတိဆိုသလိုကမ္ဘာအကောင်းဆုံးတိုက်စစ်မှုကိုခေါ်ယူမဲ့ကိစ္စလဲလျှော့လိုက်ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာယူနိုက်တက်တို့ကြာရှုံးခဲ့ရခြင်းအဓိကအကြောင်းရင်းတွေမှာတိုက်စစ်ကအမှိုက်ပြင်းတဲ့ကိစ္စကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီယာလိဂ်မှာ44ခုသာသွင်းယူထားနိုင်ခဲ့ပြီးဒါဟာတပွဲတစ်ခုလုံးတာတာသာရှိလာဖြစ်ပါတယ်။လက်ရှိအသင်းမှာရှိနေတဲ့တိုက်စစ်မှုတွေဖြစ်ကြတဲ့ Wildland City တို့ဟာလည်း၃ဆမြားဖြစ်နေပြီးယူနိုက်တက်အတွက်တရာသီကိုသွင်းကုန်16ရောင်မှပြည့်အောင်မသွင်းနိုင်ခဲ့ကြပါဘူး။ဒါကြောင့်ယူနိုက်တက်ဟာလာမယ့်နေရာဒီမှာတိုက်စစ်မှုတရားကိုခေါ်ယူဖို့ပြင်မှတ်ထားနေတာဖြစ်ပြီးအဲဒီမှာ Sporting တိုက်စစ်မှုဗီဒါဂျိုကာရက်ကလည်းဥ ဦးစားပေးဖြစ်နေပါတယ်။ Sporting နဲ့တူတောက်ပွားလာခဲ့တဲ့ဆွေးနွေးတိုင်းဆင်မူဟာလည်းရှီ United အနေနဲ့ MOR ရဲ့တပည့်ဟောင်းတူဖြစ်ပြီးလာမယ့်နေရာဒီမှာ Party ကနေထွက်ခွာမယ်လို့သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ United ဟာလည်း Joker ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေခဲ့တယ်လို့ဆွေးနွေးမှုတွေလည်းပြုလုပ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့ Europa League Final မှာ Spurs ကိုရှုံးနေခဲ့ပြီးတဲ့နောက် United တို့ Champions League ဝင်ကွင်းနဲ့လွဲချော်ခဲ့တယ်လို့လာမယ့်နေရာဒီမှာပြောင်းရွှေ့အတွက် Budget ကလည်းပေါင်သန်းတရာဝင်းကျင်မဲ့သုံးဆွဲခွင့်ရရှိတော့မှာဖြစ်ပါတယ်။ဒါပဲကစားမကိုတိုင်းကလည်းချန်ပီယံလိဂ်ကစားချင်နေတာကြောင့်လာမယ့်ရာသီမှာဘာအူရောပါဝင်ခွင့်မှမရထားတဲ့ယူနိုက်တက်အနေနဲ့ ဂျိုကာရက်ကိုခေါ်ယူဖို့အရေးစောစီးစီးလက်ဆောင်လိုက်တဲ့သဘောမျိုးလည်းဖြစ်ပါရင်လက်ရှိချိန်မှာတော့ United ဟာဘူးအသင်းရဲ့တောင်ပိုင်းတိုင်းစစ်ကစားမှာမာတီးယက်ကွန်ယာကိုအပိတက်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီးမကြာခင်အချိန်အတွင်းမှာတရားဝင်ကြေညာနိုင်တော့မှာဖြစ်ပါရင်အဲဒီနောက် United အသင်းဟာတိုင်းစစ်ပိုင်းအတွက်ကစားမရှာဝေမှုတွေကိုပြုလုပ်နေပြီး Inswe တိုင်းစစ်မှုလျှံဒီလန်နဲ့ Brentford တိုင်းစစ်မှုအန်ဘူမိုရိုကိုနဲ့ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေပါတယ် United ကိုဘယ်ကစားမတွေများထပ်မံရောက်ရှိလာမလဲဟုတ်ကဲ့ပါဗျာ view link ကဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ